ုရှားနဲ့တရုတ်လိုမျိုးအခြားတိုင်းပြည်တွေလိုနျူကလ িয়ার လက်နက်စမ်းသပ်မှုပြန်လည်စတင်ဖို့သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်စစ်ကောင်းဆောင်တွေကိုတောင်းဆိုလိုက်ပါတယ်။အခြားတိုင်းပြည်တွေကနျူကလ িয়ার စီစဉ်တွေစမ်းသပ်နေတာကြောင့်နျူကလ িয়ার လက်နက်တွေစမ်းသပ်မှုကိုစတင်ဖို့စစ်ဘက်ဝန်ကြီးဌာနကိုကျွန်တော်ညွှန်ကြားခဲ့ပါတယ်လို့တောင်ကိုရီးယားနိုင်ငံမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့မတွေ့ဆုံခင်၎င်းကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာအခြားဘယ်တိုင်းပြည်ထက်မဆိုနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားပြီးရုရှားကဒုတိယအများဆုံးရှိကတရုတ်ကတတိယအများဆုံးပိုင်ဆိုင်ထားတယ်လို့သူကဆိုပါတယ်။အမေရိကန်နိုင်ငံဟာ1992ခုနှစ်နောက်ပိုင်းကတည်းကနျူကလ িয়ার လက်နက်စမ်းသပ်မှုမလုပ်ဆောင်ခဲ့ပါဘူး။ရုရှားနိုင်ငံကနျူကလ িয়ার စွမ်းအင်တုံးတုံးကြီးတစင်စမ်းသပ်တာကိုဒေါ်နယ်ထရန့်ကရှုံချပြီးရန်နှင်းငယ်ကြမှာသူကအခုလိုပြောကြားခဲ့တာပါ။ နျူကလ িয়ার လက်နက်စမ်းသပ်မဲ့နေရာတွေကိုနောက်ပိုင်းမှာဆုံးဖြတ်မယ်လို့ကောင်းဆောင်နှုတ်တွေ့ဆုံပြီး Air Force 1လေယာဉ်ပေါ်မှာ၎င်းကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားကလွဲလို့ဘယ်တိုင်းပြည်မှအခုရာစုနှစ်အတွင်းနျူကလ িয়ার စမ်းသပ်မှုမလုပ်ဆောင်ခဲ့ဘူးလို့လက်နက်ထိန်းချုပ်ရေးတင် ACA ကပြောပါတယ်။နျူကလ িয়ার ထိပ်ဘူးတည်ဆောင်နိုင်တဲ့လက်နက်သစ်နှမျိုးအောင်မြင်စွာစမ်းသပ်ခဲ့တယ်လို့ရုရှားနိုင်ငံကပြီးခဲ့တဲ့ပတ်မှာကြေညာခဲ့ပါတယ်။ အမေရိကန်နဲ့ရုရှားပိုင်ဆိုင်တဲ့နျူကလ িয়ার ထိပ်ဖူးအရေးအတွက်တိကျကိုလျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားပေမဲ့ရုရှားကနျူကလ িয়ার ထိပ်ဖူး9459ခုနဲ့အမေရိကန်က9189ခုရှိတယ်လို့အမေရိကန်သိပ္ပံပညာရှင်များဖွဲ့ချုပ် FAS ကပြောပါတယ်အော်တိုဘန်လ30ရက်နဲ့31ရက်ကအငင်းပွားတောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံကကမကထပြုလုပ်တဲ့ပူရဲကင်းလဲမှုကိုစောင့်ကြည့်ပြီးခြေရာခံခဲ့တယ်လို့တရုတ်စစ်တပ်ကဒီကနေ့ပြောပါရယ်အမေရိကန်နဲ့ဖိလစ်ပိုင်ဟာစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအရှိန်မြင့်ခဲ့ပြီးနေဆင်ဒေါ်လာ3ထရီလီယံကျော်ကုန်သွယ်လမ်းကြောင်းတစ်ခုဖြစ်တဲ့တောင်တရုတ်ပင်လယ်ပေါ်ဝင်ရေပြင်ချို့မှာအထူးတပ်ဖွဲ့အစ်တစ်ခုဖွဲ့စည်းမဲ့အစီအစဉ်ကိုကျင်းညာခဲ့ပါရယ်အမည်မဖော်ပြထားတဲ့မိဖက်တွေနဲ့ကင်းလဲမှုဟာဒေသရင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့ တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတင်းဂျုံလီကပြောပါရယ်ဖိလစ်ပိုင်နိုင်ငံဟာဒေတာရင်းမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုထိခိုက်စေတဲ့ပြဿနာဖန်တီးလေရှိသူလို့၎င်းကဆက်ပြောပါရယ်တရုတ်စစ်တပ်ကိုအမြင့်ဆုံးအဆင့်တက်လှုံထားပြီးပိုင်နက်နေမြေချုပ်ချအာနာပင်လယ်ရေကြောင်းခွင့်ရေးနဲ့အကျိုးစီးပွားကိုကာကွယ်ဆောင်ရှောက်ဖို့စိတ်ပိုင်းဖြတ်ထားပါတယ်လို့သူကဆိုပါရယ်ဩစတြေးလျ၊နယူးဇီလန်၊ဖိလစ်ပိုင်နဲ့အမေရိကန်ကရေတပ်ဖွဲ့ဝင်တွေဟာအောက်တိုဘာလ30ရက်နဲ့31ရက်မှာ တောင်တရုတ်ပင်လယ်တွင်ရေတပ်ဆိုင်ရာလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။စီးရေးလေ့ကျင့်မှုဟာလွတ်လပ်ပွင့်လင်းတဲ့အာရှပစိဖိတ်ဒေသဖြစ်လာရေးဒေသရင်းနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မဲ့စူပေါင်းဂရီကဝတ်တစ်ခုကို ထုတ်ဖော်ပြသတာလို့အမေရိကန်မှတ်ခွင့်ရရင်စုကပြောပါရယ်ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်နဲ့ဗီယက်နမ်ကတောင်းဆိုထားတဲ့နယ်မြေတွေပါဝင် တောင်တရုတ်ပင်လယ်တွင်းရှိနယ်မြေများစုကိုပိုင်ဆိုင်ကြောင်းတရုတ်ကပြောဆိုထားပါရယ်